လူကြီးကိုများမခံလေးစားတဲ့အဲ့ဒီကောင်ကကိုလေးဆက်ပိုင်ကျွေးမွေးထားလို့အခုလိုပြောင်ရောင်လာတဲ့မိဘမဲ့ကောင်ကမထီလေးစားပြောခံရတာတော့ခံကျင်တာမရှိဘူးပြပိုက်တဲ့ဂျင်ဆင်ပလတ်ကိုမနက်စာစားပြီးတိုင်းတစ်နေ့တစ်လုံးတောက်ရင်ပြမနှုတ်နေမှုတွေပြပြောစေတယ်စိတ်ဖြည့်ဆည်းမှုတွေညှော်နေစေတယ် ဟွန်အားတို့စီတယ်။ကောင်းမှုဆိုတော့အိပ်တော်စီတယ်သူကစိတ်ရောကိုယ်ပါတက်ကြွလန်းဆန်းနေပြင်တက်လုံကောင်းစီတယ်။အဆရှိတယ်အာနိသင်တွေရရှိမှာဖြစ်ပါတယ်။အနိဒတ်စောင့်နေရကြာသွားပြီတဲ့။ရပါပဲ။နေဒကွန်ရဲ့တထေးလေးနဲ့တွေ့ဖို့အပိုင်မန့်ကြိုယူထားတာမှမဟုတ်ဘူး။စောင့်ကျွန်တော်လည်းမီတင်တစ်ခုရှိနေရတယ်ကူးနေတာ။ အာလာလာနည်းနည်းတော့ကြာသွားတယ်အနေနဲ့လိုင်းကိစ္စပြောပါလိုရင်းကိုပြောရရင်မင်းကိုမချေနဲ့လို့ပဲနေတကွန်ကုမ္ပဏီမှာပိုင်မီသားစုကရှယ်ယာဝင်ကျင်တော့မင်းကလက်မခံဘူးဆိုဟုတ်ပါတယ်ကျွန်တော်လက်မခံပါဘူးအကြောင်းပြချက်ကပါလေပိုင်မီသားစုရှယ်ယာဝင်ကျင်တော့မင်းကလက်မခံနိုင်ဘူးဆိုတော့ခိုင်လုံတဲ့အကြောင်းပြချက်တော့မင်းငါ့ကိုပေးမှရမယ်လေ ရှောင်းပြချက်ကျွန်တော်ကုမ္ပဏီမှာပိုင်မီသားစုမှမဟုတ်ဘူးဘယ်စီးပွားရေးလုပ်ငန်းရှင်ဘယ်ကုမ္ပဏီမှာကျွန်တော်ကုမ္ပဏီမှာရှယ်လက်မခံပါဘူးအဲ့ဒါကျွန်တော်ကုမ္ပဏီရဲ့စီမင်းတစ်ခုပဲပိုင်ကီဟာနဲ့မြန်ရိတ်မြုံဆိုတာဆွေမျိုးရင်းချာနေပဲလေအခုလိုမျိုးမင်းတယောက်တည်းဒဇင်တောင်းထားတာဖြစ်တယ်လို့မင်းမထင်ဘူးလားပိုင်မျိုးဆက်ရဲ့ဂုံသိက္ခာ မေမေကြီးရဲ့ဂုံသိက္ခာအရာဆိုရင်ဒါလုံးဝမဖြစ်သင့်ဘူးဘိုင်မျိုးဆက်တွေအတွက်ဆိုရင်တော့အနီတက်ပြောတဲ့လောဂျစ်ကြီးအမှန်ပါတယ်ဒါပေမဲ့ကျွန်တော်ကဘိုင်မျိုးဆက်မဟုတ်ဘူးလေမင်းတော်တော်ကျေးဇူးကမ်းနဲ့ကောင်းမယ်မင်းဒီအချိန်ဒီလိုအချိန်နေမျိုးရောက်လာအောင် ပြုစုပြိုးထောင်ပေးခဲ့တဲ့ငါ့အကိုလေးစက်ပိုင်ရဲ့မျက်နှာမှမထောက်မင်းကကျေးဇူးတရားဆိုတာကိုသိတတ်ခဲ့ဒီလိုစကားမျိုးတွေမင်းပြောထွက်မှာမဟုတ်ဘူးတကယ်တမ်းကမင်းပိုင်မိသားစုနဲ့အချိုးတို့ဘူပေါင်းတင်တာလေဟုတ်ပါတယ်အနိဒတ်ပြောရမှန်ပါတယ်လေးလေးဆက်ကကျွန်တော်ကိုပြုစုပြိုးထောင်ပေးခဲ့လို့ဒီနေ့ဒီချိန်ဒီကျွန်တော်ဆင်ပေါ်မှာရပ်နေနိုင်တာပါဒါပေမဲ့ ျွန်တော်ရဲ့ကျေးဇူးရှင်ကလေးလေးဆက်ပါပိုင်မီသားစုမဟုတ်ပါဘူးလေးလေးဆက်ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကလည်းပိုင်မီသားစုတွေရဲ့ငွေကြေးထောက်ပံ့မှုတပြားတစ်ချက်မှမပါဘဲနဲ့သူ့ခွန်သူ့အားနဲ့တည်ဆောက်ခဲ့တဲ့အရာတွေကြီးပါပဲအဲအဲ့ဒါကြောင့်ကျွန်တော်ကပိုင်မီသားစုမဖြစ်မနေကျေးဇူးဆက်ရမယ်ဆိုရင်လည်းတခြားနည်းနဲ့ရှာပြီးတော့ကျွန်တော်ဆက်ပါမယ်ကျွန်တော်ရဲ့ကုမ္ပဏီအနေနဲ့ကတော့ပိုင်လုပ်ငန်းစုတွေနဲ့လုံးဝကမပူးပေါင်းနိုင်ပါဘူးခင်ဗျာ မင်းမိသားစုစိတ်ဓာတ်တော်တော်မရှိတဲ့ကောင်ပဲနဲ့လို့ကောင်မျိုးငါကိုလေးစက်ပိုင်းဘာကြောင့်များပြုစုပြောထောင်ခဲ့ငါစဉ်းစားလို့ကိုမရဘူးဟုတ်တယ်နော်အနိဒာကျွန်တော်တို့ကောင်မျိုးကိုလေးလေးဆက်ကဘာဖြစ်လို့ပြုစုပြောထောင်ပေးခဲ့ရလဲကျွန်တော်လည်းမသိဘူးဩမဟုတ်မှလွယ်ရောပိုင်မိသားစုတွေလိုမျိုးမောင်နှမအရင်းတွေဖြစ်ပြီးတော့တယောက်ကတယောက်မိသားစုလိုမဆက်ဆံခဲ့တဲ့သူတွေထက်တော့ကျွန်တော်အသားရတယ်ထင်တယ် အဲ့ဒါကြောင့်ပြောလာမသိဘူးနော်မင်းဘာပြောတယ်ကျွန်တော်ဘက်ကပြောစရာစရာကုန်ပါပြီအနိတာကျွန်တော်မီဒီလေးရှိလို့ဖုန်းပြပါမင်းဒီနေ့ငါ့ကိုဆက်ဆံလိုက်တဲ့ပုံစံမင်းတက်လုံးမမေ့နဲ့အေးငါလည်းဘယ်တော့မှမမေ့ဘူး ရှင်မအဝတ်စားရပါရထည့်လို့ပါလားဟာလေသင်ခီးသွားမလို့လားဟုတ်ပါဦးငါလောက်ခဏနားမလားလို့အလုံနားမယ်ဟိုမင်းကိုချိန်ဆောင်နေတဲ့ကိစ္စကြီးကြောင့်လားအဲ့အားကြီးကြောင့်လည်းပါတယ်ပြီးတော့ငါအိမ်ပြောင်းလို့မယ်တက္ကန်တက္ကန်လည်းငါပြီးသွားပြီဘလို့အိမ်ပြောင်းမယ်ဟဲ့ ဒီဘာဖြစ်လို့လဲငါဒီအိမ်မှာရှိနေသေးဟိုလောဘသားတွေရရောက်ရောက်လာအောင်ပါပဲအေးဆေးပဲနေချင်တယ်မေရီရဲ့ငါဒီအိမ်မှာမရှိမှသူတို့လည်းရောက်မလာတော့မှာအလုံနာကိုလက်ခံလို့ရပါမယ်အိမ်ပြောင်းလာတော့မဟုတ်သေးပါဘူးရှင်မရဲ့စဉ်စဉ်စားလဲလောက်ပါအောင်ညမှာဒီလိုအေးကြီးအိမ်ကောင်းရှိနေလျက်နဲ့ဘာဖြစ်လို့တိုက်ခန်းမှနေစင်ရတာလဲအိမ်ကြီးအိမ်ကောင်းဘုံတော့ကိုခတ်နေတာငါဒီလိုအိမ်ကြီးအိမ်ကောင်းပေါ်မှာနေနေတာအောင် ဟိုသားမြေမျက်လုံးထဲမှာမတ်လောက်စရာဖြစ်နေနေတူပါတယ်တခုခုဆိုရင်ဒီရင်ဝဲမျက်စောင်းလာထိုးနေရစိတ်ရှုပ်စရာကောင်းတဲ့ဒီရင်မှာလည်းငါမနေနိုင်တော့နင်းဘွားလေးလီစင်ဒရယ်လာလို့ဖြစ်နေပြီတိလားနင်းပြောတဲ့စင်ဒရယ်လာဆိုရင်တော့သူတို့နှိမ့်ဆက်သမျှတီးခတ်နေမဲ့စင်ဒရယ်လာတော့မဟုတ်ဘူးငါကူသူတို့ရှောင်နေဆိုတာငါစိတ်ငါတိလို့တခါတခါရက်ဆက်ချင်တဲ့စိတ်ကိုဒေဒီမျက်နှာကြောင့်ငါတီးခတ်နေရဟုတ်ပါရဲ့ရှင်မရဲ့ င်ကလူပင်ပန်းနာခံနိုင်ပေမဲ့စိတ်ပင်ပန်းနာမခံနိုင်ဘူးဆိုတာအကောင်းကောင်းသိပါရယ်။နင်စိတ်ပင်မန်းပြီးဆိုရင်ကိုဘွားကိုဟိုးအောင်ဆုံးတီထင်ပြီးတော့တီးခံခဲ့ရတယ်။ငါဘလို့မှနင်နားလေလို့မရအောင်တီးလား။နင်ရဲ့တီးခံနိုင်ဆွမ်းအောင်လေငါတော်တော်လေးအံ့ဩလို့မစုံဘူး။တီးခံနေဆိုတာအတိုင်းအတာတစ်ခုထိရှိတယ်မေရီ။ငါတီးမခံနိုင်တဲ့အချိန်ကြာရင်တော့သူတို့ဘလို့အကြောင်းပြချက်နဲ့မှခွင့်မလွတ်ဘူး။အေးလေပြဿနာဆိုတာမဖြစ်ခင်ရှောင်နေလိုက်တာပိုကောင်းပါတယ်။ ဒါနဲ့နင်းအိမ်ဘယ်နှစ်ပြောင်းပါလဲဟန်နာပြန်ဖြီးဖြီးတော့ပါတတ်တယ်ရေတိနေပါအောင်မဟုတ်ကောင်းလေးနဲ့တွေ့ခဲ့ရဆိုတော့ဗာလေသူကမိုင်လုံငန်းစုနဲ့ပူးပေါင်းမယ်လေလားမပြောချင်ပါဘူးပြန်ပြောရင်စိတ်ထဲတနှုံနှုံနဲ့လူကြီးကိုများမခံလေးစားတဲ့အဲ့ဒီကောင်က ကိုလေးစက်ပိုင်းကျွေးမွေးထားလို့အခုလိုပြောင်ရောင်လာတဲ့မိဘမဲ့ကောင်ကမထီလေးစားပြောခံရတာလောက်ခံကျင်းတာမရှိဘူးတတ်တဲ့သူများသားသမီးတို့ဒီလောက်ထိမှုချိုးမြစ်ဖြိုးမပြောပါနဲ့ပြောမှာပဲမမမီမမမီတနာနေတဲ့အဲ့ဒီကောင်ကလေပိုင်လုပ်ငန်းစုတဲ့တကုံကုံမနီကိုလက်မတွဲနိုင်ဘူးတဲ့ကိုလေးစက်ပိုင်းရဲ့စီးစိမ်နေတဲ့ချမ်းလာနေတဲ့အကောင်တတ်တတ်ကတော့လေလုံးဝမချိန်တတ်ဘူးဒါဆိုနေတကုံကပိုင်လုပ်ငန်းစုနဲ့မပူးပေါင်းဘူး ဟုတ်တယ်လေမမမေတက်တက်တို့လေဟိုနေတကုံးဆိုတဲ့အကောင်စီကကိုလေးစက်ပိုင်ရဲ့ပိုင်ဆိုင်မှုတွေကိုပြန်ယူဖို့အတွက်အမွေစားအမွေခံအသားအဖြစ်ကနေပြီးတော့ရုပ်သိမ်းတယ်လို့ကြေညာလိုက်ရင်ကောင်းမှတင်တယ်။နင်ကဘယ်လိုလုပ်မှာလဲစက်ပိုင်ကတည်သွားပြီ哦တက်တက်ကြားဘူးလေနိုင်ငံခြားထွက်သွားတဲ့ညစ်တိမ်မှာမွေးစားသားဖချင်းချင်းအဆက်အသွယ်မရှိခဲ့ဘူးလူမွေးစားတဲ့ဥပဒေအရအမွေစားအမွေခံအသားအဖြစ်ကနေ အလိုလိုပြတ်တယ်လေတဲ့မောင်လေးဆက်ပိုင်းကသူ့ကိုယုံကြည်လို့ပေးအပ်ခဲ့တာတွေလေနေတကွစီမှာရှိတဲ့စီးစိမ်ဥစ္စာတွေဆိုတာမောင်လေးဆက်ပိုင်းကိုယ်တိုင်စူးစမ်းရှာဖွေလို့ရခဲ့တဲ့စီးစိမ်ဥစ္စာတွေတတ်တတ်ရဲ့ရင်းနှီးနဲ့ဘာမှမဆိုင်ဘူးရင်းနှီးနဲ့မဆိုင်တဲ့အဲ့ဒီစီးစိမ်ဥစ္စာတွေရင်းနှီးကအတင်းအဓမ္မပြန်ယူမယ်ဆိုရင်နေတကွကပိုင်မိသားစုကိုဘယ်လိုထင်မတော့တတ်တတ်ရဲ့